ဒီအပိုင်းအတွင်းမြန်မာနိုင်ငံလေယာဉ်စိုက်ပျိုးရေးနဲ့စီးပွားရေးကဏ္ဍကထိတ်တန့်ရောက်နေတဲ့သတင်းတွေထဲမှာတော့စံရောရောစံချမ်းအမျိုးအစားတွေပါတအိတ်ကို9000ကနေ10000ကျပ်လောက်ထိဈေးကျဆင်းသွားတယ်ဆိုတဲ့သတင်းနဲ့စကြပါတယ်ပြည်ပကိုအဓိကတင်ပို့နေတဲ့စံချမ်းစကွဲအပါအဝင်ပြည်တွင်းစားသုံးမှုများတဲ့စံချောအုပ်စုဝင်အမျိုးအစားတွေပါတအိတ်ကို9000ကနေ10000ကျပ်ဝန်းကျင်ထိဈေးကျဆင်းသွားတယ်လို့စံယူညွှန်းဆဲတမတ်မှုမှာလည်းတအိတ်ကို1000ကနေ2000ကျပ်လောက်ထိကျဆင်းသွားတာဖြစ်ပါတယ် ီးခဲ့တဲ့လကမှော်ပြီးဆန်အဟောင်း24ပြီတိတ်ကို1500ကနေ1000ကျပ်ဝန်းကျင်ထိကျဆင်းသွားပြီးမှော်ပြီးဆန်အစ်စ်ကတော့တိတ်ကို6500ကျပ်လောက်ထိပေါက်ဈေးရှိနေတာကိုတွေ့ရပါတယ်။ပြည်ပတင်ပို့မှုများတဲ့အမထနဲ့ငစိမ့်ဆန်အုပ်စုဝင်စံချမ်းမျိုးစားတွေကတော့24ပြီတိတ်ကို2000ကနေ9000ကျပ်လောက်ထိကျဆင်းသွားတယ်လို့စံကုန်တဲ့ကိုဇော်ဝင်းကပြောပါတယ်။ပြည်ပကိုတင်ပို့တယ်လို့ပြည်တွင်းမှာလည်းစားသုံးမှုရှိတဲ့ ရွှေသွဲအညာသာပခန်းမှော်ပြီးလုံးသွဲမွေရက်60မနောဒုက္ခဆင်းဒုက္ခစတဲ့ဆံအမျိုးသားတွေကတော့ပြီးခဲ့တဲ့လကတအိတ်ကို6500ကျက်လောက်သာပေါက်ဈေးရှိရာကနေလက်ရှိမှာတော့တအိတ်ကို6400ကျက်ထိကျဆင်းသွားပါတယ်။ပေါ်ဆန်းအုပ်စုဝင်ဆံအမျိုးသားတွေဖြစ်တဲ့ ARD ပေါ်ဆန်းရွှေဘိုပေါ်ဆန်းဘေးကြားကြားပြန်စတဲ့ဆံအမျိုးသားတွေကတော့ဈေးကျဆင်းမှုမရှိဘဲအယောင်းဝယ်တည်ငြိမ်နေတယ်လို့စံကုန်တွေကပြောပါတယ်။